ဘွန်ဆိုင်တပင်ရဲ့အလှကိုဖန်တီးပုံဖော်ပေးတဲ့အရာတွေကဘာတွေလဲဘွန်အိုသေးလေးထဲမှာထည့်ထားတဲ့ချစ်စရာပင်လေးလားအမြင့်ပင်စီအရွက်အရွယ်အစားလားဒါမှမဟုတ်ဘွန်ဆိုင်ပုံဖော်မှုရဲ့အချိုးညစ်ခြင်းတွေလားတကယ်တော့ဘွန်ဆိုင်တပင်ရဲ့နောက်မှာ ဘွန်ဆိုင်ပင် တပင်ရဲ့အလောက်ကိုပြောင်းလဲဖို့အမြဲမပြောင်းမလဲနိုင်တဲ့ဘွန်ဆိုင်ရဲ့ဒီဇိုင်းအခြေခံစည်းမျဉ်းတွေရှိနေပါတယ်။ဒီနေ့မှာတော့အဲ့ဒီဘွန်ဆိုင်ဒီဇိုင်းအခြေခံဆက်ချက်ကိုကျွန်တော်ဝင်မြပေးလိုပါတယ်။တကယ်တော့ဒါဟာတာမန်တပင်တပင်ကိုတက်ရှိအမှုပညာဖြင့်ပြောင်းလဲပေးနိုင်တဲ့အရင်းအမြစ်တွေပဲဖြစ်ပါတယ်။ဘွန်ဆိုင်ကို ပထမဦးဆုံးစတင်ဖန်ခဲ့တဲ့တော့က ကျွန်တော်ကတော့ဘွန်ဆိုင်ဒီဇိုင်းအကြောင်းကိုသေချာနားမလည်ခဲ့ပါဘူး။ဒါပေမဲ့အပင်မျိုးစုံကိုဖန်တီးပြီးတော့နှစ်တွေကြာလာတော့အပင်တွေရဲ့အထာကိုနည်းနည်းလေးပေါ်ပေါက်လာခဲ့ပါလေ။အဲ့ဒါကတော့ဘွန်ဆိုင်ဖန်တီးခြင်းဆိုတာဟာအပင်တပင်ကိုသိငဲ့အောင်ထိမ့်ချုပ်ထားတဲ့အမှုပညာမဟုတ်ဘူးဆိုတာပါပဲ။ဘွန်ဆိုင်ဖန်တီးခြင်းဆိုတာဘွန်ဆိုင်ဖန်တီးသူနဲ့အပင်တပင်ရဲ့ခီးတစ်ခုအတူတွားနေတဲ့အပေါ်မှာ အပြန်အလှန်တိခတ်မှုအမြဲအလေးထားနေရတဲ့အမှုပညာတစ်ခုပဲဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်ကဝန်ဆိုင်အမှုပညာရဲ့အခြေခံမှု၁ချက်ကိုဝင်မြချင်ပါတယ်ဝန်ဆိုင်ပန်တီချင်အမှုပညာအခြေခံမှု၁ချက်လို့သတ်မှတ်လို့ရနိုင်တဲ့အချက်တွေကတော့၁ balance တန်းတူညီမှုနဲ့ proportion အချို့အစားသုံး harmony and unity လိုက်လျောညီထွေရှိခြင်းနဲ့သဟာဇာတဖြစ်ခြင်းနံပါတ်၄ movement လှုပ်ရှားမှုနံပါတ်၅ contract တင်တမ်းမြင်တာရှိခြင်းနံပါတ်၆ perspective and deep shoot down နဲ့နက်နဲအတိတ်ပဲဆောင်းခြင်းနံပါတ်၇ line and flow ကောက်ချောင်းနဲ့လာရနံပါတ်၈ negative space နေရာလွတ်ထားရှိခြင်း ံပါတ်9 age and character အသက်အရွယ်နဲ့တွင်ပြင်လက္ခဏာနံပါတ်10 simplicity ရရှိမှုလိုပဲဖြစ်ပါတယ်မြတ်တမှု balance ဘုံဆိုင်အမှုပညာရဲ့အနှစ်သာရကမြတ်တမှု balance ပဲဖြစ်ပါတယ်ဘုံဆိုင်ပင်ဟာ design ပုံမူတည်ပြီးတော့အပင်တစ်ပင်ဟာသူ့အလိုလိုပဲလဲကျသွားမလို့လို့ခိုင်းတစ်ခုကကြိုးကျတယ်လို့လို့စသည်ဖြင့်အမြင်မှာမခံစားရအောင် ဘွန်ဆိုင်ပင်အစိပ်ပန်းတစ်ခုစီကိုမြတ်တစွာဖြန့်ဝေထားဖို့လိုပါတယ်။ရုပ်ပိုင်းဆိုင်ရာမြတ်တမှုတာမကအမြင်ပိုင်းဆိုင်ရာမြတ်တမှုကပိုပြီးတော့အရေးကြီးပါတယ်။တစ်ပင်တပင်ရဲ့အမြင့်တွေပင်စီနဲ့ဂိုင်းတွေပုံသဏ္ဍာန်တွေအားလုံးဟာတည်ငြိမ်တဲ့ခန်းစားချက်ကိုဖန်တီးပေးရပါမယ်။ဘင်းလက်စင်းမှလည်းနှမျိုး क्वे ပြနိုင်ပါတယ်။အဲ့ဒါကတော့ symmetric baseline နဲ့ asymmetric balance တို့ခေါ်ပါတယ်။ symmetrical balance bonsai format upright design ပုံစံမျိုးမှာတွေ့ရတတ်ပါတယ်ပင်စီရဲ့ဘယ်ညာမရှိတဲ့ရွက်အုပ်တွေဟာညီတယ်လို့လို့ထင်နေရပါတယ်ဒါမှမဟုတ်လဲညီနေတယ်ပေါ့ဒါပေမဲ့လေ့လာကြည့်မိတော့တော့ဂျပန်ဘွန်ဆိုင်းတွေကတော့အတိအကျညီမျှတာကိုရှောင်ရှားလေးရှိပါတယ်။ရောင်ရောင်လေးမညီတာကိုပုံနစ်တက်ကြပါတယ်။နောက်တစ်ခုက asymmetrical balance asymmetrical balance ပုံစံဒီဇိုင်းကတော့အလှဆုံးနဲ့တွေ့ရအများဆုံးမဖြစ်ပါတယ်။ပင်စီရဲ့ bit ဖက်တစ်ချက်စီမှာရှိတဲ့အရွက်တွေကမတူညီကြပါနဲ့။ပင်စီကိုအလဲဘိုကနေဟိုဘက်ဒီဘက်ညီမျှနေစေတဲ့သဘောပါ။ပင်စီရဲ့အကိုင်းနဲ့အရွက်ထု foliage mask က foliage mask ကိုအသုံးပြုပြီးတော့မျက်စိထဲမှာဟန်ချက်ညီအောင်ဖန်တီးထားခြင်းပဲဖြစ်ပါတယ်။ဥပမာဘယ်ဘက်မှာအကိုင်းကြီးတစ်ကိုင်းနဲ့ညဘက်မှာအကိုင်း တီးဒီကိုင်းကိုမျှတအောင်လှုပ်ထားတာမျိုးပေါ့ဒီ asymmetric balance ပုံစံဒီဇိုင်းကိုတော့အခုဒီဒီနေ့ခေတ်ပုံစံပညာရှင်တွေကဖန်တီးကြပြီးလူကြိုက်လဲများပါတယ်